အမေရိကန်နဲ့ရုရှားစပိုင်အေဂျင်စီတွေရဲ့အကြီးအကဲတွေက ဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ရမှာနှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုကိုရှော့ချစေဖို့အတွက်ပုံမှန်ဆက်သွယ်မှုတွေကို ပြုလုပ်ဖို့သဘောတူညီခဲ့ကြတယ်လို့ AFP သတင်းဌာနကမလ၁၂ရက်မှာဖော်ပြပါရယ်။မကြသေးမီနှစ်တွေအတွင်းပထမဆုံးအကြိမ်ဆက်သွယ်မှုအဖြစ် CIA အကြီးအကဲ John Radcliffe နဲ့ရုရှားရဲ့ SVR အကြေကဲစာဂျီနာရစ်ကဲတို့ဟာမတ်၁ရက်ကဖုန်းဆက်သွဲပြောဆိုခဲ့တာဖြစ်တယ်လို့ရုရှားနိုင်ငံပိုင်းတက်စ်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ Redcliffe နဲ့ Narish ကဲတို့ဟာအမေရိကန်နဲ့ရုရှားကြားဆက်ဆံရေးတွေမှာထိတိုက်တွေ့မှုကိုရှော့ချဖို့နိုင်ငံတကာတည်ငြိမ်ရေးနဲ့လုံခြုံရေးကိုပံ့ပိုးပေးနိုင်မှုအတွက်နိုင်ငံစပိုင်အေဂျင်စီတွေအကြားပုံမှန်ဆက်သွယ်မှုတွေပြုလုပ်ဖို့သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ၃နှစ်ကြာဖြစ်ပွားနေတဲ့ယူကရိန်းပဋိပက္ခကိုအဆုံးသတ်မယ်လို့ကတိပြုခဲ့မှုနဲ့အတူအဲ့ဒီဖုန်းခေါ်ဆိုမှုဟာနှစ်နိုင်ငံစပိုင်အေဂျင်စီတွေအကြားပထမဆုံးအကြိမ်ဆက်သွယ်မှုဖြစ်ခဲ့ပါတယ်။ယူကရိန်းကအမေရိကန်ကအဆိုပြုတဲ့ရပ်ပေါင်း30ကြာအပြည့်ခန့်ရစဲရေးကိုထောက်ခံပြီးဆော်ရီရီးပြနိုင်ငံမှာရုရှားနဲ့ဆွေးနွေးမှုတွေချက်ချင်းပြုလုပ်ဖို့သဘောတူခဲ့တဲ့တရက်အထဲမှာပဲအမေရိကန်နဲ့ရုရှားစပိုင်အေဂျင်စီအကြီးအကဲတွေကဖုန်းဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။